ရေးဆိုတဲ့အသိပဲကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုယ်တူးတယောက်ကောင်းစားဖို့ဖြစ်စေတမျိုးမကောင်းစားဖို့ဖြစ်စေလုံတဲ့နေရာမဲ့တခြားတူးတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ပဲနဲ့လွတ်လပ်လပ်ကိုယ်တိုးတက်မှုတက်လုံနိုင်တာလွတ်လပ်ရည်ပဲဟုတ်လားဟုတ်လားအဲတခြားလူမျိုးတခြားလူတွေအဲရဲ့အကျိုးကိုမကြည့်လို့ရှင်အနောက်ချက်မကြည့်ကြဘူး တိုင်းပြည်တည်နှုံးရဲ့အကျိုးကိုမတိကြိုက်ဘူးတခြားလူတွေအကျိုးကိုမတိကြိုက်ဘူးဆိုရင်ဓမ္မလွတ်လွတ်လပ်လပ်လုံနိုင်တဲ့အခြေအနေရှိရဘုရားနဲ့ပဲသူများငံကရဲ့လွတ်လပ်ရေးကိုသွားနှောင့်ရှက်တဲ့လွတ်လပ်ရေးလွတ်လပ်ရေးကဘုဟုအဲ့ဒီကဒါလို့ဆိုရင် license ကဟုတ်လားဒါရန်ကမှုရန်ကမှုများတာဖြစ်ပြီးတော့လွတ်လပ်ရေးဆိုတဲ့အတိတ်ပဲဟာပြီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ပြီးနဲ့ကမ်းနဲ့သဘောမျိုးတာလည်းဖြစ် ဲ့ကမ်းနဲ့ကြီးမတန်းနဲ့လွတ်လပ်ရေးဆိုတာလည်းပဲရှင်းတယ်။အဲတော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ခံမဲ့နားလည်မှာကငါတို့တိုင်းပြာပိုပြီးစီကန်းရှိဖို့လိုတယ်။ဟလာလွတ်လပ်ရေးရအောင်လည်းငါတို့တိုင်းပြာလွတ်လပ်ရေးရအောင်လည်းပဲစီကန်းရှိခြင်းနဲ့လုပ်ရမယ်။အဲဒီလိုအားဖြင့်စီကန်းသဘောတွေနားလည်ပြီးအလို့စီးနဲ့ကန်းနဲ့အလို့လို့တမ်းမှာလွတ်လပ်ရေးစာကိုခင်ဗျားတို့တကယ်ရ